ိုင်းဝန်ကြီးချုပ်ပေတုံတဟာဘတ်218တသက်မှ9တန်းအခွန်ရှောင်ခဲ့တယ်လို့ထိုင်းတိုက်ခံတွေကဆွဆွဲကြောင်းဒနေရှင်းမှဖော်ပြခဲ့ပါတယ်။မတ်လ24ရက်ကလွတ်တော်မှာပေတုံတန်းကိုအယုံကြည်မရှိအဆိုစကားစစ်ထုတ်ပွဲပထမနေ့မှာအတိုက်ခံပြည်သူပါတီ PP ရဲ့လွတ်တော်အမတ်ဝီရော့လက္ခဏာဂျီရွန်းကအခွန်ရှောင်တင်းကြောင်းဆွဆွဲခဲ့တာဖြစ်ပါတယ်။ပေတုံတန်းဟာသူ့ရဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေမှာတစိတ်တစ်ပိုင်းအဖြစ်ရရှိထားတယ်။အစုရှယ်ယာတွေအပေါ်လက်ဆောင်ခုံပိတ်ဆောင်ခြင်းမှာရှောင်ကျင်ဖို့မိသားစုဝင်၅ဦးထံမှအစုရှယ်ယာတွေကိုအထောက်အထားအတူတွေနဲ့ဝယ်ယူခဲ့ကြောင်းဆွ စွဲခံခဲ့ရပါတယ်။အဲ့ဒီဆေးရာတွေလဲပြောင်းရယူမှုကိုအထောက်ထားရလေအတူပြုတ်လုတ်ခဲ့ပြီးပေတုံတန်ဟာအတိုးနှုံဒါမှမဟုတ်တမတ်ရက်တွေမပါပဲငွေပေးချေတဲ့ဂရိစာချုပ်တွေကိုပြုတ်လုတ်ခဲ့ကြောင်းဝီရော့ကစွပ်စွဲခဲ့ပါတယ်။တကယ်လို့သူ့အနေနဲ့ဒီဆေးရာတွေကိုဂရိစာချုပ်တွေနဲ့အမှန်တကယ်ဝယ်ယူခဲ့တယ်ဆိုရင်စာချုပ်တွေမှာငွေပေးချေရမယ့်ရက်စွဲနဲ့အတိုးနှုံတွေပါဝင်သင့်တယ်လို့ဝီရော့ကပြောကြားခဲ့ပါတယ်။ပေတုံတန်ဟာလက်ဆောင်ရရှိခဲ့တဲ့ဆေးရာတွေကိုဆေးရာရောင်းအဝယ်အဖြစ်အသွင်ပြောင်းခဲ့ပြီးလက်ဆောင်ခွန်ဖက်ငွေ218.8တန်အခွန်ရှောင်ခဲ့ကြောင်းသူကပြောပါတယ်။ ဲ့ share တွေကိုလက်ဆောင်ပေးရသူဟာအသက်ရှင်နေသေးတဲ့ကာလပတ်လုံး share ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့အချိန်မှာလက်ဆောင်ကွန်တွေပေးဆောင်ရမှာဖြစ်ပါတယ်။လက်ဆောင်ကွန်ကောက်ခံခြင်းနဲ့အမွေးဆက်ခံမှုအခွင့်ရှောင်တင်းခြင်းကိုကာကွယ်တားဆီးနိုင်ပြီးဖြစ်ကလက်ဆောင်ကွန်ကို900ဂိုင်းလုံးနဲ့ကောက်ခံဖို့သတ်မှတ်ထားတာဖြစ်ပါတယ်။မိမိတို့အနေနဲ့တာဝန်ထမ်းဆောင်နေစေဖြစ်တဲ့ဝင်ကြီးချုပ်တဦးကိုအခွင့်ရှောင်တင်းခွင့်ပြုမည်မဟုတ်ကြောင်းဝီရောကပြောကြားခဲ့ပါတယ်။အဲ့ဒီဆွဆွဲချက်ကိုပေတုံတန်ကဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုလေ့လာသူတွေကစောင့်ကြည့်လျက်ရှိပါတယ်။